ုတ်တာပေါ့အိမ်တအိမ်မှာအိမ်တော်ဦးကြီးကလူကြီးကအသက်ကြီးတဲ့လူတွေကဒေါသတွေနှိမ်ထွက်နေအိမ်အောက်မှာရှိတဲ့လက်အောက်ငယ်သားတွေနေရတာကောင်းသေးလားမကောင်းတော့ဘာဖြစ်သွားလဲဓာတ်ကအရှိန်ကကူးသွားတာအဲ့တော့အိမ်တအိမ်မှာတယောက်ယောက်ကအကုသို့အကြီးကျယ်ဖြစ်ပေါ့စိတ်တွေညစ်နေပြီဆိုရင်ကျန်တဲ့မိသားစုဘာဖြစ်တော့အကုန်လုံးအရှိန်ဟတ်တယ်ဒါကြောင့်တယောက်မကောင်းရင်ကျန်တဲ့လူတွေမကောင်းဖို့အလားအလာတွေအများကြီးရှိနေတာဘုရားကတော့ဒီမှာအတိအလင်းပြောထားတာနော်လောဘဒေါသမောဟဖြစ်လာလို့ရှိရင် ကိုကိုကိုပူလောင်စီတယ်သူတစ်ပါးကိုပူလောင်စီတယ်ဟုတ်တယ်သူတစ်ပါးကိုပူအောင်လုပ်တဲ့လူတွေမှန်သမျှသည်သူတို့ကိုသူတို့ပူအောင်လုပ်ရတာအားမရသေးလို့သူများကိုလိုက်ပြီးတော့ပူအောင်လိုက်လုပ်နေတာတချို့ကတိတ်တော့ရည်ရွယ်တော့မရည်ရွယ်ပါဘူးမရည်ရွယ်ပဲမဲ့အဲ့ဒါလို့ဖြစ်နေတာပဲနော်ဒီအချက်ကလေးကိုနားလဲအင်မတန်နားလဲသိချင်းပါလေနော်ကိုကိုကိုကောင်းအောင်မနေတတ်တာနဲ့တပြိုင်တည်းသူများကိုနှိပ်ဆက်ပြီးသားဖြစ်သွားတယ်။နော် တော့သူများကြောင့်ကိုဆင်းရဲတဲ့အခါလဲအဲ့ဒီအတိုင်းပဲအဲ့ဒီလူသူတာဝန်သူမယူနိုင်လို့ကိုဆင်းရဲသွားကိုလည်းပဲကိုတာဝန်ကိုကိုယ့်ကိုအေးအေးချမ်းချမ်းမနေနိုင်လိုက်တာနဲ့တပြိုင်နက်တည်းကိုနဲ့နီးဆက်ရသည်ဘာဖြစ်သွားတော့ဆင်းရဲသွားတယ်ပင်ပန်းသွားတယ်ဒါကြောင့်ကိုယ့်ကိုကို ကောင်းအောင် နေရတာအင်မတန်ကောင်းတယ်ပထမကိုလည်းပဲငြိမ်ချမ်းတယ်နောက်ကိုယ့်ကိုမြင်ရတဲ့လူတွေလည်းငြိမ်ချမ်းတယ်ကိုယ့်အတန်ကြားရတဲ့လူချမ်းသာတယ်ကိုယ့်ကိုမြင်ရတဲ့အမှုရာကိုကြည့်ရတဲ့လူတွေလည်းချမ်းသာတယ်ဒါကြောင့်မြတ်စွာဘုရားကဗျောင်းမြန်ပြန်ပြီးတော့ လောဘဒေါသမောဟချုပ်ငိမ့်စွာနေရတဲ့ပုံကိုယ်တွေတနည်းအားဖြင့်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်နေတဲ့ပုံကိုယ်တွေကြတော့သူတို့ကိုသူတို့လည်းအေးချမ်းစီတယ်တဲ့သူတစ်ပါးကိုလည်းအေးချမ်းစီတယ်တဲ့ဒါနောက်ဆုံးစုတောင်းလေးကိုဦးစင်းကလေးလေးနက်နက်အကျေချဲ့ပြနေတာနော်ကိုယ့်အကိုကောင်းအောင်နေရင်သူများကိုကောင်းအောင်လုပ်ပြီးသားဖြစ်တယ်ကိုကိုကိုကောင်းအောင်မနေတတ်သေးသမျှသူများကိုကောင်းအောင်လုပ်လို့မရပါဘူးဒါကိုသဘောပေါက်စေချင်တာဟုတ်လား ဒါကြောင့်ငါကြောင့်တတ္တဝါတွေမဆင်းရဲပါစေနဲ့ဆိုတဲ့ကိစ္စသည်သူ့ကိုမဆင်းရဲအောင်ဓာတ်ရိုက်သွားလို့လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအပေါ်ရင်တော့ဖြစ်တာပေါ့ဗျာငါ့နေရင်သွားပေးလို့ရတယ်ဝိဇ္ဇာမရှိရင်ပေးလို့ရတယ်စိတ်မချမ်းသာရင်ချမ်းသာအောင်ဖေးမပြောလို့ရတယ်ဟုတ်လားဒါပေမဲ့န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 ဲ့ချမ်းသာအောင်တော့ကိုကိုတိုင်းကကောင်းသွားမှဒီလူကအော်ကောင်းရတာဟာအင်မတန်ကောင်းတာပဲလို့ကိုကိုအားကျလာတဲ့အစဉ်မျိုးရောက်ရင်မကောင်းဘူးလားကောင်းနေဟုတ်လားဒါကြောင့်ငါဒီဟူသောအကြောင်းကြောင့် တတ္တဝါတွေမဆင်းရဲပါစေနဲ့မပင်ပန်းပါစေနဲ့ဆိုတာကိုဖြစ်ချင်တဲ့ဆိုရင်ကိုကိုကိုအရင်ကောင်းအောင် လုပ်ပါ ဟုတ်လားကိုကိုကိုအေးချမ်းအောင်ကြိုးစားပါဒါကြောင့်မြတ်စွာဘုရားကအထတံဝါပိဘိကဝေတံပတ္တမာနေနာလမေဝအပမဒေနတံပါတိတုံအထတံဝါပိမိမိရဲ့အကျိုးစီးပွားကိုအလိုရှိသော ပုဂ္ဂိုလ်သည်တံပတ္တမာနေနာကောင်းစွာမြုံမြင်နိုင်သောပုဂ္ဂိုလ်သည် အပမဒိနမမေ့မလျော်နေခြင်းကအလမေဝတင့်လှသီသာတည်းကိုကျိုးစည်းပွားအစစ်မှန်ကိုလိုလားတဲ့ပုံကောမမေ့မလျော်နေခြင်းကတင့်နေတာဒါနဲ့တော့မထူးဆန်းသေးဘူးနော်နောက်ထပ်ထူးဆန်းတာကဘာတုံးဆိုတော့ပရထံဝါမိဘိခဝေတံပတ္တမာနိနာအလမေဝအပမဒိနတံပါတိတုံပရထံဝါမိသူတော်ဘာရဲ့အကျိုးစည်းပွားကိုတံပတ္တမာနိနာ ကောင်းစွာလိုလားသောပုံကောသည် အပမာဒီနမမီမလျောနေခြင်းကအလမေဝသင့်လှသည်သာဒီဟော သူများရဲ့အကျိုးစီးပွားကို လိုတယ်ဆိုရင်လည်းမမီမလျောပဲနေရမှာပဲတဲ့ဒါကိုနားလည်ဖို့အင်မတန်အရေးကြီးတယ်နော် ကိုကြီးစီးပွားကို လိုရင်လည်းမမီမလျောနေသူများရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမီမလျောနေနှစ်ပါးစုံလို့ရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမီမလျောနေတဲ့အဲ့ဒါဦးဇင်းတို့ တန်ယုတ်ပါဠိတော်မှာဒုတိယဒသဗလသုတ်တံဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားဟောထားဟုတ်လားအင်မတန်လေးနဲ့ပါတဲ့စဉ်းစားတွေးခေါ်တတ်တဲ့ပုံကိုယ်တွေအတွက်ရည်ရွယ်ပြီးတော့ဥစဉ်တို့ပြောပါတယ်ဟုတ်လားကိုရိုးစည်းဝါကိုလိုလားရင်လည်းမမေ့နဲ့သူများအကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့လောကကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့ဘာကိုမမေ့ရမှာလဲဒါနာသီလသမာဓိပညာဒါကိုမမေ့နဲ့နော်ပြီးရင်ခန္ဓာကိုယ်ရဲ့ဖြစ်တိုင်းဖြစ်တိုင်းသော တဘာဝတွေကိုမမေ့နေကိုဘဝအကြောင်းကိုကိုသိပြီးတော့နေနိုင်အဲ့ဒါမမေ့တာပဲမဟုတ်လားမှန်ပါပါအေးခန္ဓာကိုယ်ရဲ့သဘောပူတာတွေအေးတာတွေရုပ်ပိုင်းဆိုင်ရာတွေရှိတယ်နော်စိတ်ပိုင်းဆိုင်ရာတွေးတောတာတွေစဉ်းစားတာတွေရှိတယ်နော်ခံစားတာတွေကောင်းတာတွေမကောင်းတာတွေရှိတယ်နော်ရှေ့စော်တာတွေလှုပ်ရှားတာတွေအကုန်လုံးရှိနေတယ်ဒီခန္ဓာကိုယ်ပေါ်မှာအဲ့ဒီဖြစ်နေတဲ့သဘောတရားကို ဖြစ်နေတဲ့အတိုင်းမှန်မှန်ကန်ကန်သိနေရင်အဲ့ဒါဒီ မမေ့မလျော့ခြင်းအပမာဒလို့ပြောလို့မရဘူးလားရပါပါဗျာရတယ်ခုနတုန်းကဒါနကိုမမေ့တာတဲ့အဲ့ဒါကပုံမြက်တယ်သီလကိုမမေ့တာတဲ့အဲ့ဒါကပုံမြက်တယ်ဘာလဲခန္ဓာကိုယ်ရဲ့အရှိသဘောကို အရှိအတိုင်းမှန်မှန်ကန်ကန်သိနေတာသဘောပေါက်တယ်နော်ဒကာကြီးဒီမိုက်မြားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုသိပါများလာလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီလူဟာအင်မတန်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာတယ်အင်မတန်အေးချမ်းတဲ့လူတစ်ယောက်ဖြစ်လာတယ် အင်မတန်စင်ကြယ်တဲ့လူတစ်ယောက်ဖြစ်လာတယ်။အေဂျင့်တဲ့လူစင်ကြယ်တဲ့လူတွေကိုမြင်ရတိုင်းမြင်ရတိုင်းပဝန်းကျင်မှာအေဂျင့်မှုတွေကူးဆက်ပြီးတော့သူ့လူဖြစ်ချင်နေဆိုတာပဝန်းကျင်လူသားတွေမှာဖြစ်မသွားဘူးလား။အေးသူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဟာအဲ့ဒါပဲ။နော်။သူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဆိုတာအဲ့ဒါပဲနော်ဒီကိစ္စမိုက်မိရ။သူကိုယ်တိုင်အေဂျင့်အောင် နေပြီးတော့လောကလူသားတွေကိုအေဂျင့်ရင်စိတ်ပေါက်လာအောင်အကောင်းဆုံးဘာလုပ်ပေးတာလဲ။နှိုးဆွပေးတာ။